နာစီကိုရင်းတွေပါတယ်စားဘူးတယ်တစ်ခါမှအဲ့လောက်ကောင်းမလို့မသိခဲ့ဘူးမနဲ့စားတယ်ဒီမှာဒွင်းကြီးရောရအောင်မယ်။အေးရောစောစောကြီး။ဘုမစားတော့ဒီရော။ဘုမတို့မနေ့ကစားဖို့ရောက်နေတာပေါ့။ဆက်ဖာမိကြအိတ်စမိတ်ဆိုင်ပေါ့နော်။ အဲဒီနေ့အမတို့ဤပူသွားမှာပြီးတော့ဟိုတယ်ကိုဒီမန်နေဂျာစားပြီးရတဲ့ဟိုတယ်ကိုချက်ကောက်လို့ချက်ကောက်လို့လို့ရှိရင်ဤပူသွားမယ်ပေါ့ဒီပူသွားတာတော့ယထာကောင်းဖြစ်တယ်အမတို့အဲ့ဒီသူတို့ခေရောက်မှာပဲကြည့်ရမှာပဲဒီနေ့ကခရစ်စမတ်နေ့ဆိုတော့လူများမလားနေမလားမပြောတတ်ဘူးအဲ့တော့ကားရရင်လည်းကားပေါ့နော်ယထာရရင်ဆိုယထာပေါ့အားနေစီပါပါမယ်ဒါတော့ခုစားနေတဲ့မနက်စာဆိုင်ပူလေးပေါ့ ဒါလေးကတို့ရိုဒီကာကာယနော်ရိုဒီကာယလက်ဖက်ရည်လက်ဖက်ရည်ကခုနစောင်းတော့မှွေးပြီးတော့ရမ်းမရောဒါလေးကတော့သူကဘလာတာထဲမှာကာယဟာနေထည့်ထားတာဆက်လို့ကောင်းနော်အကုန်နေတော့ပဲဒီဟာကလေးကစားမကောင်းတော့ဘာမှတော့မရှိနေဘူးမှွေးနာပဲရောကာယနဲ့နေတယ်ပူပူလေးစော်လေးပူစားလို့ကောင်းတယ်နော်ပုံမှန်ဆိုရင်တော့ဒီလိုမျိုးအိန္ဒိယစာတွေတိတ်မကြိုက်ဘူးပေါ့နော်အခု try ကြည့်တာစားလို့ကောင်းတယ်နာစီကိုရင်းတွေပါလေစားဘူးတယ်တခါမှအဲ့လောက်ကောင်းမလို့မသိခဲ့ဘူးတော်လေးလေးအနမ်းရတာစား ော်တော်လေးကောင်းတော့မတော့ကြိုက်တယ်လုံးဝလေးဘလို့လည်းမသိဘူးမဆလာနန်လေးလို့လို့ဘာလို့လို့နဲ့သူတို့ရဲ့အမွေးနန်လေးနဲ့အရင်လေးကရွှဲရွှဲလေးကြောက်လေးတွေပါလေလဲပါတယ်ပြီးလို့ရှိရင်သူပဲပြားလေးတွေလည်းပါတယ်ပြီးတော့မဆလာနဲ့လာပါနဲ့လည်းမသိတော်တော်လေးမွေးတယ်သူတို့မွေးတဲ့နန်လေးကသူကတော့စားပြီဒီမှာတော့ all color try ကြီးပဲဆိုပြီးတော့ကတော့ကြိုက်ဝိုင်းဒါလေးက cheese roti ပြတော့ဒါလေးပါထည့်ပေးတယ်ရှယ်ပဲ Okay, my fine team. Okay. ဆန်း၅ချက်25လားအခုဒီမနေ့သုံးခုစားတာတော့မလေတန်ရောဒီဆိုင်လေးကောင်းပါတယ်အခုတော့ဈေးဘက်လေးတစ်ချက်သွားကြည့်လိုက်အောင်မင်းဒီမှာခုဆိုင်မှာ try ခဲ့တာရံလေးလုံးဝအကုန်စားဖို့ရံကောင်းတယ်ဟောဒီပက်စကားကြီးဒီဝင်းနဲ့ဒူဘက်တော့ ခမလေးစောင့်နေကြပုံစံလေးရဒေးတိုက်တယ်ဒီနေ့ပင်လယ်နဲ့နေလို့လားမသိဘူးနာဒီလမ်းတစ်လျှောက်ကတော့ဟိုတယ်တွေများတယ်ဒီလမ်းပေါ်ကဟိုတယ်တွေလည်းမစိုးသူစားတောက်ဆိုင်နေနေပြီးတာပေါ့ငါတို့နည်းနည်းတဲနေရာကတော့နည်းနည်းလေးအပွေလေးနော်အပွေလေးချိုးရတယ်ဒီမှာလည်းရှားတယ် stars like how they're looking tonight ီကလေးကိုတော့မင်းညားတွေ့တာပေါ့နော်အဲ့ဒါညာဘက်ဆိုတော့ပိတ်နေတော့အခုမနေ့တစ်ခေါက်လာကြည့်ကြည့်တာပေါ့ဒီမှာဒွင်းသေးတော့ရအောင်မယ်အခုမြင်နေရတိုင်းပဲပေါ့နော်ဒီဈေးရန်လေးကကိုရီစီးရလေးဒီလဲရန်ဈေးလင်းတော့မှတော်တော်လေးတူတယ်ပေါ့နော်အမှအစုံမဲရတာအဲ့ကိုရီစီးရဈေးမှရတယ်လို့မျိုးပဲဒီလိုဆိုင်ကြတာများကြီးပဲကိုရီစီးရဈေးလို့ပါ ခေါင်းဆိုင်ရတယ်။ဒီမှာဆိုင်ရတဲ့နေရာပေါ့မယ်။ညက်တာကဒါကတော့အမတို့စီမဆိုဘဲသွေးပေါ့နော်။အလူဘဲသွေးနဲ့ခေါက်ဆွဲနဲ့အဲ့ဒါမျိုးလေးတွေခုနအမတို့မင်းစားစားခဲ့ပြီးွားရဆိုတော့အဲ့ဒါဝေမစားခဲ့လိုက်တော့ဘူးပေါ့။ဘုမစားတော့ဒီရော။ကိုရီးယားပြီးပြီးကိုတော့လည်းနေလာကြည့်လို့နောက်ပါကြတော့ဒီဘက်တွေကိုလည်းလာအောင် အမဒီဇေးလေးကိုပုံတော့ Google မှာရှာကြည့်တာသူလည်းနာမည်ကြီးပဲဒီမှာကစားတောက်ဆိုင်တွေလည်းအများများသလိုအစားတောက်တွေလည်းတော်တော်ဆုံးတယ်အထူးသဖြင့်ပေါ့နော်ဒီစင်ကာပူမှာရတဲ့အစားတောက်တွေအကုန်ရတယ်ပြီးရင်သူတို့လိုကယ်စားရေးလည်းတော်တော်ဆုံးတယ်အဲသူတို့ကဒီကာရီမီလည်းတောင်းတယ်လို့ပြောတယ်ဒီမှာလည်းပြောတာ ကိုဟာစားတော့ကြိုက်တယ်လို့ပြီးလို့ချင်းဒီပြည်နှံစားတော့ကလေးတွေကိုစားကြည့်ကြတယ်လို့ဆိုလို့ချင်းတော့ပေါ့နော်ဒီဈေးလေးကိုလာကြည့်ပါဒီမှာတော့စားတော့တွေကတော့အစုံပဲပြီးရင်ဈေးနှုန်းလေးတွေကလည်းအရန်တက်တာတယ်ပြီးတော့အခုဈေးဆိုတော့ပေါ့နော်သူတို့ဈေးတွေမှာဘာတွေရတယ်ဘယ်လိုရောင်းနေဆိုတာလေးလည်းကြည့်လို့ရတာပေါ့နော် ဒီအမားတို့မျိုးတော်တော်များတွေ့တာကတော့ဂွေလိုစကူရီလိုပဲပေါ့နော်ဒီမှာလဖေးဆိုင်လေးတွေပါလေးရှိရအေးဆိုင်လေးတွေအစုံပဲပေါ့နော်သူတို့အသားငါးယုံကအသားငါးယုံဘေးနားမှာတက်တက်ပေါ့ရှိတော့ဈေးဆုံးပါပြီဒီရင်းနေဘတ်ဆက်ဖ ्लेवर the original the green bean ဒီပုံလေးတွေကလည်းသူတို့မှနာမည်ကြီးတယ်ပေါ့နော်အမားတို့စီမှာဆိုရင်ပဲမုံနဲ့တူတယ်ပဲမဲဝုံမှာသူကအလဲမှာအရသာအစုံတွတ်ထားတာပေါ့နော်မားတော့သူ့ရဲ့ original အရသာလေးပဲကြိုက်တယ်ပေါ့နော်ဂျန်တဲ့ဟာလေးတွေကြတော့အရသာများတာနဲ့အရန်ချူရာနဲ့သိမကြိုက်ဘူးပြီးတော့ကိုကအိမ်အတွက်လက်ဆက်ဝယ်သွားမယ်ဆိုလို့ရှိရင်လည်းဒီလေးစိတ်ပေါ့နော် duty free မှာဝယ်ထားတဲ့ဒီမှာဝယ်တာကပို့ပြီးတော့တတ်တာတယ်ဒီမှာတစ်ခုနှစ်ချက်လောက်ပဲပေးရတယ်ပေါ့လေးစိတ်က duty free မှာကြတော့အခုလိုမျိုးအထုပ်ကလေးကို၅ခုလောက်ပဲပါတာကိုကြတော့45ချက်လောက်ပေးရတယ်ပေါ့နော်အဲ့တော့ကိုကပြင်းနှံနေပဲပြန်မယ်ဆိုလို့ရှိရင်တော့ဒီ duty free မှာဝယ်ထားတဲ့အခု ခုလိုအပြင်မှာဝယ်တာကပို့ပြီးတော့ဈေးသက်သာတယ်ပေါ့နော်။အခုကဒါလေးတွေဝယ်လာ။ဒီနန်းကကလေးကဒါထက်မှညီဘက်ပါလားပါလား။ညီဘက်ပါတဲ့ဟာဝယ်လာ။ဈေးပါ600ပဲ။ဒါလေးအာနှစ်ချက်။ဟာဟုတ်တယ်ဒါလေးနှစ်ချက်။ကိုကတော့ဗာ green bean နဲ့လောက်ထားတာပေါ့။ပဲစိတ်လာမအောင်စီမလို့။အဲ green bean နဲ့လောက်ထားတာဟုတ်ကဲ့ဒါပေမဲ့သူ flavor လေးတွေက၃ခုရှိတယ်။အဲဆက်တာလေးတွေရဲ့အစိမ်းလေးရဲ့ဒီ original taste ရယ်ပေါ့နော်။အမှတော့ဒီခုတစ်ခုစီဝင်လာခဲ့တယ်။မကြက်နဲ့တက်ပြီးရတယ်။ ကဲဆိုလို့ရှင်တော့မအားတော့အခု ebo သွားဖို့အတွက်ဟိုတယ်ပြန်ပြီးတော့ check out လုပ်ပါမယ်။နောက်ဗီဒီယိုတွေမှာတော့အမအားတို့ဒီပြီးနန်းနေပြီးတော့နှစ်နာရီလောက်ပဲကာစီရတဲ့ ebo မျိုးလေးကိုရထားလေးနဲ့သွားပြီးတော့လည်းမှဖြစ်ပါတယ်။ပြီးလို့ရှင်အမအားတို့ ebo မှာတဲတဲ့စင်ကာပူဒေါ်လာ65ကျပ်တန်အခန်းလေးပေါ့နော်။အဲ့ဒါလေးလည်းပြပေးပါမယ်။ကဲဒါဆိုလို့ရှင်တော့ like ပြီးကြည့်ပေးကြပါဦးနော်။အားဆိုလို့ရှင်တော့အားလုံးပဲဆုံးထိကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်။အားလုံးပဲ bye bye ။ thank you